ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခေမူပါဆိုတော့ဒီနေ့စီစဉ်မစခင် channel ကို subscribe လုပ်ပြီးနောက်ခေါင်းလောက်နှိပ်ပြီးတော့ VIP လေးဖွင့်ပြီးတော့ကြည့်ပေးကြအောင်လဲမြေတားရက်ခံရင်းနဲ့ဒီဒီမှာကတော့ပြီးခဲ့တဲ့ရက်မှာစတင်ပြီးတော့တင်ဆက်ပေးလာခဲ့တာခီးလဲတော်လေးရောက်လာခဲ့ပြီးနေဝင်မိငိမ့်နာတိုင်းပြင်ထွက်လို့များတဲ့မြို့ from zealand တို့ရဲ့ season 3အပိုင်း2ကိုဆက်ပြီးခံစားလိုက်အောင်ပါခင်ဗျာဒီ season အစမှာတော့အပြောင်းလဲတွေအများကြီးမြင်တွေ့ခဲ့ရပြီးတော့ဒီအန်ချန်းကမကောင်းဆိုးရတဲ့လက်ချက်ချောင်းတေဆုံးသွားပြီဖြစ်တယ်လို့ ဖာတီမာကလည်းအသီးရွက်အပုတ်တွေကိုမှချင်းချင်းတက်နေတာကိုသိလိုက်ရပါတယ်။တဗီတာကတော့ဗစ်တာတို့အိမ်ကိုရောက်သွားပြီးတော့သူအမျော်စင်တဲ့ကလေးတွေကိုကဲဖို့ရွေးချယ်ခံရတဲ့သူလို့သိလိုက်ရပါတယ်။ဂျင်ကတော့ဖုန်းထဲကနေသူ့ရဲ့သေဆုံးသွားတဲ့သားတော်မက်ရဲ့အတန်းကိုကြားလိုက်ရပါတော့တယ်။ဂျင်ကထိတ်လန့်သွားပြီးတော့မေယာငါသားမဟုတ်ဘူးလို့ပြောလိုက်ပေမဲ့တဖက်ကအမေကိုဘာလို့လွတ်ပေးလိုက်တာလဲ။ဘာလို့အမေကိုသေစေချင်နေရလဲလို့မေးလိုက်ပါတယ်။ဂျင်လည်းဒေါသထွက်ပြီးတော့တော်တော်လို့អော်လိုက်ပါတယ်။အဲဒီချိန်မှာရင်ဖုန်းထဲကလူကဂျူလီနဲ့အီတန်ကို မောင်ငန်ကြီးချိန်မှာပြေမှာပြေမကစားသိမှုလို့ပြောလိုက်ပါတော့တယ်။ဂျင်းလဲဖုန်းကိုပြစ်ချပြီးတော့သူကလေးတွေကိုအမြန်မဲ့လိုက်ရှာပါတော့တယ်။ဒါမဲ့ကံကောင်းစွာပဲကလေးတွေကဘာမှဖြစ်ပဲနဲ့စပယ်ကြီးမှာဒရိတ်ဆန်တွေကိုအစာကျွေးနေကြတာဖြစ်ပါတယ်။ဂျင်းကနှစ်ယောက်လုံးအိမ်ထဲအမြန်ပြန်ဝင်ကြဖို့ပြောလိုက်ပါတယ်။လူတွေကိုမမောင်ငယ်အိမ်ထဲဝင်ကြဖို့ခေါင်းလောင်းတီးပြီးတော့တရီလိုက်ပေးနေတဲ့ boy ကလည်းဂျင်းကိုမြင်သွားပြီးတော့မေးအဆင်ပြေလားလို့မေးလိုက်ပါတယ်။ဂျင်းကတော့ပြေတယ်လို့ပဲပြန်ဖြေလိုက်တာပါ။ ဂျပန်မှာတပီသားကတော့ဟင်နရီအိမ်မှာပဲတ냐အိတ်လိုက်ပြီးတော့တ냐လုံးမာရန်ဒါဆွဲထားတဲ့မြေအောက်ခန်းထဲကပကြီးတွေကိုကြည့်နေပါလေဒီပုံတွေအဲကနေသူမသိသေးတာတခုများသိရမလားလို့တပီသားကကြည့်နေခဲ့တာပါတပီသားကလေးတွေရှိနေဆိုရဲမျော်စင်ကမီးပြားလိုက်ပဲလို့ဟင်နရီကိုပြောလိုက်ပြီးမာရန်ဒါလည်းကလေးတွေကိုကဲဖို့သွားရင်တေဆုံးခဲ့တာပဲလို့ပြောပြလိုက်ပါလေအဲဒီမှာပဲတပီသားကပလင်းတွေတန်ကိုကြားလိုက်တဲ့အတွက်အဲ့ဒါဘာလဲလို့ဟင်နရီကိုမေးလိုက်တော့ဟင်နရီကနောက်ဖေးကတစ်ပေမှာပလင်းတွေချိတ်ထားတာလေလို့ပြောလိုက်ပါလေ ဒါပေမဲ့ဗီတာကတော့တစ်ပင်နေရွေးသွားတာရှိမရှိထပ်ပြီးတော့ဆစ်ဆင်းနေတော့ပါသူတို့မျိုးပါယာသီဥတုကအေးလာပြီးဖြစ်ပြီးတော့လမ်းပေါ်မှာနှင်းတွေဖုံးလွှမ်းနေတာမျိုးတွေကိုလည်းမြင်ရပါတယ်အဲလစ်ကတော့ဘွိုက်ပြောတယ်မကောင်းဆိုးရတဲ့ကောင်ကိုဖမ်းမယ်ဆိုတဲ့အကြံကြောင့်စိတ်ညစ်လို့နေပါတယ်ဘွိုက်ကလက်ဆောင်အဖွဲ့တွေကမကောင်းဆိုးရတွေကိုအိမ်တိုင်းထဲမဝင်နိုင်အောင်တားနိုင်နေဆိုရင်ပြန်ထွက်လို့မရအောင်လဲတားနိုင်မှာပဲလို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲလစ်ကအခုအဖေဖမ်းမှုပြောနေတာကဒေါ်ခွေးတို့ဘာလို့လို့အကောင်မျိုးမဟုတ်ဘူးနော်ဒီမကောင်းဆိုးရတွေကြောင့်တားတို့ဘာမှသိလာမဟုတ်ဘူးလို့ပြောလိုက်ပါတယ် ဝိုင်ကအဲ့ဒါကြောင့်ငါတို့တွေဒီကောင်းလေးအကြောင်းကိုပိုသိလာဖို့လိုပြီးလို့ပြောပြီးတော့စုံစမ်းကြည့်ဖို့ပြောလိုက်ပါတယ်။သူတို့သားဖားနှောင်းငင်ခုံနေတော့မှဒိုနာရောက်လာတဲ့အတွက်ဝိုင်ကကန်ဒီအစင်ပြေလားလို့မေးလိုက်ပါတယ်။ဒိုနာအစင်ပြေပါတယ်။ခရစ်စီလည်းသူနဲ့အတူရှိရလို့ပြောလိုက်ပြီးနေတော့နေဘာဖြစ်နေရလဲလို့ပြန်မေးလိုက်ပါတယ်။အဲ့နဲ့ဝိုင်ကမကောင်းစွာတဲ့ကောင်ကိုဖမ်းမလို့လို့ပြောပြလိုက်ပြီးတော့ဒီကောင်းလေးကဘလို့ကောင်းနေလဲဘယ်ရလာတာလဲဆိုတာကိုဖမ်းပြီးတော့မေးမယ်လို့ပြောလိုက်ပါတယ်။အဲ့နဲ့ဒိုနာကနေဘလို့မေးမှလဲနှိမ့်ဆက်ပြီးမေးပါလားလို့မေးလိုက်ပြီး ဒီခွေးမသားတွေကစော်ကန်းနဲ့အနီးကပ်ပြစ်တာတော့အပြုံးပြတ်ကြတာမဟုတ်ဘူးနော်လို့ပြောလိုက်ပါလေဒိုနာကငါလဲဒီအန်ချန်တွေစိတ်မကောင်းဖြစ်တာပဲအေးဒါမဲ့အဲ့လိုမာယူရဲ့အလုပ်တွေနေရှောက်လို့လို့မရဘူးလို့တတိပေးပြီးတော့ပြောလိုက်တဲ့အတွက်ဘွားလေသူ့ရဲ့အစီအစဉ်ကိုလက်ဆော့လိုက်ရပါတော့တယ်ကိုလိုနီအင်ကြီးဘက်မှာတော့ကလဲရာကမဲသားချက်နေပြီးတော့ဖာဒီမာကိုနင်းစားအောင်မလားလို့မေးပေမဲ့ဖာဒီမာမစားတော့ဘူးလို့ပဲညင်းလိုက်ပါလေပြီးတော့ဖာဒီမာအိမ်ပြေုံထွက်လာပြီးတော့အမိုက်ပုံထဲကနေအသီးရွက်အပုတ်တွေကိုယူစားနေပြန်ပါလေဖာဒီမာဘယ်သူမှမရှိဘူးထင်ပြီးတော့တယောက်တည်းမြေရှက်ရီစားနေတော့မှ ဒေးလီကသူ့ကိုမြင်သွားခဲ့တော့တာပါဖာဒီမာလည်းဒေးလီကိုတွေ့သွားတဲ့အတွက်ထိတ်လန့်ပြီးတော့အသီးရွက်ပုတ်တွေကိုပြေချလိုက်ပါတယ်ဒါမှမဟုတ်ကန်ဒီခရစ်စတီနဲ့ဂျိတ်ဒေးရိုဘာဝင်မျိုးတွေကလူတွေကကန်ဒီတို့တွေ့ခဲ့တဲ့ရေကန်ဘေးကသီးနှံတွေကိုလာပြီးတော့တဲကြပါတယ်ဂျိတ်ကစာကြောက်ရုပ်လိုလိုဘူဒူးလိုလိုအယုတ်တွေစိုက်ထားတဲ့ပုံစံကိုကြည့်ပြီးတော့သူတို့နေရာချထားတဲ့ပုံစံငါတို့အဆောင်လက်ဖွဲ့တွေတုံးသလိုပဲမကောင်းတဲ့ယာတွေကိုတားဆီးထားတာဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်အဲ့တော့ဒေးနဲ့ဂျိတ်တို့အဖွဲ့ကကန်ဒီတို့တွေပထမတစ်ခေါက်လာတော့ငါရှာပြီးတော့တင်ထားခဲ့တယ် ိမ်ထဲကသီးနှံတွေကိုမြို့ကိုပြန်တဲသွားဖို့လုပ်နေပါလေ။ကန်နီနဲ့ခရစ်စီတို့ကတော့ရေကန်သားမှာဗာသီးနှံတွေထပ်ရမလဲဆိုပြီးတော့ရှာဖို့လုပ်နေတာပါ။ဂျင်ကတော့သူ့ကလေးတွေကိုနေလေသာချက်ကျွေးနေပြီးအီသန်လေးကအမေလောင်းကိုဘသူကတကြိုပေးမှလဲ။တကယ်လို့ဒေါ်ထဲမှာဒီတိုင်းသိနေဘလို့လုပ်မလဲလို့ဇက်တိုင်မေးနေတဲ့အတွက်ဂျင်ကဒေါသထွက်လာပါတော့တယ်။ဂျင်ကဒီနေရာဆန်းတက်တဲ့နေရာတစ်ခုဖြစ်နေနိုင်တယ်ဆိုရင်သူ့အယူဆမှားခဲ့တာရောတပီသားကိုတောထဲမှာတယောက်တည်းလွတ်လိုက်မိတဲ့အတွက်ရောခုနောက်ပိုင်းမှာတော်တော်လေးကိုစိတ်ထိခိုက်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီမှာပဲဖုန်းတန်ကထပ်ပြီးတော့မြည်လာပြန်ပါလေဂျင်းကဒီကတော့ဖုန်းကိုမကန်တော့ပဲဒေါသတကြီးနဲ့ပြန်ချလိုက်ပါလေဟင်နရီကတော့သူတို့ခြံနောက်ကပလင်းတွေချိတ်ထားတဲ့သစ်ပင်စီကိုတပ်ပီသားကိုခေါ်လာပြီးတော့ဒါကိုမာရန်တာလှုပ်ခဲ့တာလို့ပြောပြလိုက်ပါလေတပ်ပီသားဒီပင်မှာတော့တစ်ခေါင်းပေါက်ရှိမလားလို့လိုက်ရှာနေပြီးအဲ့ဒီပေါက်ကတယ်လီပေါ့လိုမျိုးတခြားနေရာတစ်ခုကိုပို့ပေးတာလို့ဟင်နရီကိုပြောပြလိုက်ပါလေဒါပေမဲ့ဒီပင်ကဘာခေါင်းပေါက်မှရှိမနေပဲတာမန်သစ်ပင်ပင်ဖြစ်နေတဲ့အတွက်ဒါပီသားလည်းစိတ်ပြတ်သွားပါလေအဲ့ဒါဟင်နရီကဒါကမာရန်တာပလင်းတွေချိတ်ခဲ့တဲ့ မူရင်းတစ်ပင်မဟုတ်ဘူးလို့ပြောလိုက်ပြီးမူရင်းတစ်ပင်ကမျိုးပင်ကပန်းချံထဲမှာပဲလို့ပြောပြလိုက်ပါတယ်။မာရန်ဒါအဲ့ပန်းချံထဲကတစ်ပင်လို့သူ့ချံထဲကအပင်တွေမှာလည်းပလင်းတွေချိတ်ခဲ့တာပဲဖြစ်ပါတယ်။အားနဲ့တပီသားအဲ့တစ်ပင်စီသူ့ကိုချက်ချင်းခေါ်သွားဖို့အတွက်ဟင်နရီကိုပြောလိုက်တာပါ။ဓမ္မမဘွိုက်ကတော့ဘုရားကျောင်းထဲမှာတစုံတစ်ခုလုံနေပါတယ်။အဲ့ဒီမှာရင် Father Country ကဘွိုက်တယောက်သူ့ရဲ့မကောင်းဆိုးဝါးဖမ်းမဲ့အစီအစဉ်ကိုလမ်းလျှော့သေးဘူးလို့ထင်တဲ့အတွက်သူ့ကိုစကားလာပြောပါတယ်။ Father Country ကမင်းမကောင်းဆိုးဝါးကိုအိမ်ထဲမှာဖမ်းထားနိုင်တယ်ပဲထားအောင် နောက်နေ့မနက်အိမ်ထဲဝင်ပြီးတော့မကောင်းဆိုးကဝင်ဆိုင်မင်းကိုတပ်ပြစ်လိုက်မှာပေါ့လို့ပြောလိုက်ပါလေပြီးတော့မကောင်းဆိုးကတွေကမင်းကိုပြိုလဲစေချင်တာလို့ပြောခဲ့တာလေအရင်ကဘွိုင်းဆိုရင်အခုလို့မိုင်ယူရဲဆန္ဒတွေလုံးမှာမဟုတ်ဘူးလို့သတိပေးပါလေအဲ့ဒါနဲ့ဘွိုင်းကငါတီအန်ချမ်းတို့မင်းတို့လို့တေသွားလူတွေနာမည်ရေးဖို့အမှတ်တရဘုံပြလုံနေရပါလို့ပြောလိုက်ပါလေတမမတော့ဆာရာအိမ်ကိုတော့တစုံတယောက်တကားလာခောက်တဲ့အတွက်တကားဖွင့်ပေးလိုက်မှာဗစ်တာဖြစ်နေပါလေရာဂျီတို့လင်မယားတေဆုံးသွားပြီးတဲ့နောက်ဆာရာကဒီအိမ်မှာပြန်လာနေနေတာပဲဖြစ်ပါလေ ဗီတာလည်းတီယန်ချန်းဆုံးသွားပြီးတဲ့နောက်မှာတီယန်ချန်းတို့အိမ်မှာမနေချင်တော့တဲ့အတွက်ထွက်လာခဲ့တာပါဗီတာကဆာရာကိုအကူအညီတစ်ခုတောင်းလိုက်ပါတယ်ဆာရာတော့တယောက်တည်းကန်ဒီရိုက်ခွဲလိုက်တဲ့သူ့ကိုယ်ရဲ့ကြွေယုံလေးကိုပြန်ဆက်နေတာဖြစ်ပြီးဗီတာကိုအကူအညီပေးဖို့လှုပ်ပါတော့တယ်ကိုလိုနီအိမ်ဘက်မှာတော့ဖာတီမာကိုဒေးလီကစကားလာပြောနေပါတယ်ဒေးလီကသူ့ကိုဝင်ရှိတော့ကငါအရင်ကအကြိုက်ဆုံးအစားအစာတွေကိုအနံ့အောင်မခံနိုင်အောင်ဖြစ်ခဲ့ကြောင်းနဲ့ကျောက်ဥကာကိုရှာနဲ့ရက်ရတာကိုကြိုက်ခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ် တခါလေးဆိုရင်အမိုက်ဘုံထဲကနေတော့ခိုးပြီးတော့ရက်တယ်လို့ဒေးလီယာပြောပြပါတယ်။ပြီးတော့ဖာတီမာကုလိုဖြစ်နေတာကလည်းတာမန်ချင်းချင်းတတ်တာပါလို့ပြောလိုက်ပြီးသူကသူပြောက်သွားလိမ့်မယ်လို့နှစ်သိမ့်နေပါတယ်။ဖာတီမာကတော့သူ့ဖိုက်တဲ့ကလေးကတခုခုဖြစ်နေဘလို့လုံးလဲဆိုပြီးတော့ငိုနေခဲ့ပါတယ်။သူဒီလိုကြောက်နေရတဲ့အပုပ်တွေစားနေပြီးတော့တခြားလူတွေအထင်လွဲမှဆိုးတဲ့အတွက်သူများကိုလည်းမပြောရဲပါဘူး။အာနဲ့ဒေးလီကဒါဆိုရင်လည်းကလေးအစဉ်ပြေလားမပြေလားသိအောင်လုပ်ကြတာပေါ့လို့ပြောလိုက်ပါတယ်။ဒဗီတာနဲ့ဟင်နရီတို့ဘက်မှာတော့အပင်ရှိနေတဲ့ဘန်းချန်စီကိုစပြီးတော့သွားနေကြပါပြီ ။ဓမ္မမဒေရိုးကသီးနှံရိတ်ခါတွေတဲဖို့ပြင်ဆင်နေပြီးဂျိတ်ကတော့တယောက်တည်းထိုင်ပြီးတော့ဘာရီမန်းမသိတွတ်ချက်လို့နေပါလေ။ဒေကသူတို့ကိုလာမကူညီတဲ့အတွက်ဂျိတ်ကိုပြဿနာရှာနေပြီးတော့ဂျိတ်ကလည်းတယောက်တည်းထွက်လာလိုက်ပါလေ။ဂျိတ်ကတောထဲမှာစောင့်ကြည့်နေတဲ့အနီးအောင်ကြောက်တုံးကြီးတွေကိုမြင်လိုက်ရပါလေ။ဒါပေမဲ့အပင်ပင်မှာမျက်လုံးနဲ့ဓာတ်နဲ့တွဲဆိုင်ခံထားတဲ့လူတယောက်ကိုလည်းမြင်လိုက်ရပြီးသူအနာကတ်သွားမှာတော့အဲ့လူကဂျိတ်လေပင်ကိုဆွဲထားလိုက်ပါလေ။ဂျိတ်လည်းထိတ်လိုက်ပြီးတော့အော်ဟစ်နေပြီးတော့သူအော်သံကြားတဲ့အတွက်ဒေကလာပြီးတော့ကြည့်ပါလေ။ ဒါပေမဲ့ဒေးကတော့ဘာမမြင်ရပဲဂျိတ်တယောက်တည်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ကန်နီနဲ့ခရစ်စီတို့ကရားသလောက်အသီးနှံတွေခူးနေတော့မှဂျိတ်တယောက်ထွက်ပြေးလာတာကိုမြင်ရပါတယ်။သူနောက်ကဒေးလည်းလိုက်လာပြီးတော့ဂျိတ်ကခုနအဖြစ်ပြက်ကြောင့်မြို့ကိုပြန်ပြေးဖို့လုပ်နေတာပါ။ငါဒီနေရာမှာစမနေနိုင်တော့ဘူးလို့သူကပြောလိုက်ပြီးတော့ကန်နီနဲ့ခရစ်စီတို့ကနောက်ထပ်2နာရီလောက်ဆိုရင်မှောင်တော့မှမင်းအချိန်မီပြန်ရောက်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဂျိတ်ကအတင်းပြန်မှုလုပ်နေအောင်ခရစ်စီကသူနောက်ကနေပြေးလိုက်လာပါတယ်။ MRI Christie ရဲ့6ရောက်ကိုဘယ်တော့ကလေးကထောင်းထားမှမသိတဲ့ဝက်ဝုံထောင်းချောက်ကမိသွားခဲ့ပါတော့တယ်။ အာနေကန်ဒီတို့ကထောင်ချောက်ကိုဖြုတ်ဖို့လုပ်ပြီးမယ်ထောင်ချောက်ကဖြုတ်လို့မရပါဘူးထောင်ချောက်ကထောင်ထားတာနှစ်ပေါင်း10နဲ့ချီပြီးတော့ကြာနေပြီဆိုတော့တန်ကြီးတွေလည်းတက်နေပါပြီကန်ဒီတို့လည်းတစ်သားချောင်းတစ်ချောင်းနဲ့ဂလန့်ပြီးတော့ခရစ်စီခြေတော့ကိုထုတ်ဖို့လုပ်ပြီးမယ်ထုတ်လို့မရခဲ့ပါဘူးမကြာခင်မှာနေရာလဲဝင်တော့မှဖြစ်တဲ့အတွက်ခရစ်စီကိုအိမ်ထဲကိုခေါ်သွားမှရမှာပါကန်ဒီကတော့ခရစ်စီဒီလိုဖြစ်ရတာဂျိတ်ချောင်းဆိုပြီးတော့ဂျိတ်ကိုဒေါသထွက်နေပါလိမ့်တမမဒေးလီကတော့ဖာတီမာရဲ့ကလေးအစင်ပြေလားမပြေလားဆိုတာဒါရော့ကတ်နဲ့ကြည်ပေးမယ်လို့ပြောလိုက်ပြီးဖာတီမာဒါရော့ကိုမယုံတဲ့အတွက်အဲ့ဒါကိုလက်မခံပါဘူး ဒေးလီကနေမယုံဆိုတာငါလက်ခံပါတယ်ဒါမဲ့ဒီကတ်တွေကငါ့အတွက်အရေးပါတယ်လို့ပြောလိုက်ပြီးဒီနေရာမှာနေမယုံခြင်းတဲ့ယာတွေကိုယုံနေရတာပဲလေလို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့ဖာရီမာလည်းတာရော့ကြီးဖို့လက်ခံလိုက်ပါတော့တယ်ဖာရီမာတောက်တာရော့ကတ်ကိုရွေးလိုက်တဲ့အချိန်မှာပဲငါတကောင်ကရုတ်တရက်သူတို့ဗရင်းမောင်းမှန်လာဆောက်ပါတယ်ဖာရီမာတို့ကမတော်ဆတိုက်မိတယ်လို့ထင်ပြီးတော့ကတ်ကိုကြီးလိုက်တဲ့အချိန်မှာတော့အရင်ငါကဗရင်းမောင်းမှန်မှာကွဲတဲ့ဒီဝင်တိုက်ပြပြီးတော့အိမ်ထဲကိုဝင်လာပါတော့တယ်ပြီးတော့ငှက်ကအိမ်ထဲမှာရှောက်ပြန်နေနဲ့နောက်ဆုံးမှာတော့နိုင်ယန်ကိုသူ့အတူဝင်တိုက်ပြီးတော့ရှော်သွားခဲ့ပါတော့တယ် တဖက်မှာတော့ဂျိတ်ကဒေးကိုခေါ်ပြီးတော့စာကြောင်းရုပ်တွေမှာရှိတဲ့တန်ကြောင်းတွေကိုလာဖြုတ်ယူပါတယ်ဒီတန်ကြောင်းတွေထဲမှာခရစ်စီကိုထောင်ချောင်တဲကလွတ်အောင်လုပ်နိုင်မှာပါအဲနောက်တော့ခရစ်စီစီပြန်လာပြီးတော့တန်ကြောင်းတွေနဲ့ထောင်ချောင်ကိုဂလန်လိုက်တော့ခရစ်စီလည်းလွတ်သွားခဲ့ပါတော့တယ်ထောင်ချောင်ကလွတ်ပြီးတော့လေခရစ်စီခြေထောက်ကအစ်စ်လွဲသွားတဲ့အတွက်ပြန်တည့်ရပါသေးတယ်အဲအချိန်မှာပဲဂျိတ်ကခုနသူတွေးခဲ့တဲ့မျက်လုံးမှာဓားဆိုင်တဲ့လူကိုထပ်ပြီးတော့မြင်လိုက်ရပါတယ်အဲလူကဂျိတ်ကိုအယိုးကောင်းတစ်ခုတည်းကနေသွေးတွေတောက်ပြနေတာပါအဲနောက်တော့သူတို့ခရစ်စီကိုစကန်ချမဲ့နေရာစီကိုပြန်တည်လာကြပါတော့တယ် မျိုးတွေကဘတ်စကားပေါ်မှာတော့ရန်တဲကပစင်းတွေသူ့ကိုတိုက်ခိုက်တာထပ်ပြီးတော့ခံရတယ်လို့မြင်အောင်နေပြီအဲ့ဒီချိန်မှာသူ့စီကိုဘွိုက်ရောက်လာပါတယ်ဘွိုက်ကရန်တဲကိုအစင်ပြေလားလို့မေးလိုက်ပြီးတော့မင်းလည်းငါနဲ့ဒီညနေရာချင်းလဲရအောင်လို့ပြောလိုက်ပါတယ်ဘွိုက်ကဒီညကိုဘတ်စကားပေါ်မှာအိတ်ဖို့လုံနေပြီးတော့ရန်တဲကိုတော့ရဲစခန်းမှာသွားပြီးတော့အိတ်ခိုင်းမှုလုပ်တာပါရန်တဲကဘာလို့လဲလို့မေးလိုက်တော့ဘွိုက်ကငါမကောင်းဆိုးရတယ်လို့ဒီညစောင့်ကြည့်ခြင်းလို့ဆိုပြီးတော့ပြောလိုက်ပါတယ်တမမတပီသားတို့ကတော့မြို့ပြင်ကပန်းချံကိုသွားနေကြပါအဲ့မှာနေတပီသားကကားထဲကနေလက်ပတ်လေးတစ်ခုမြင်လိုက်ရပါတယ် ဒါပေသာထိတ်လန့်သွားပြီးတော့ရှင်တော်ဘယ်ရရတာလဲဆိုတော့ဟင်နရီကမိုင်ရန်လန်ကောင်းကိုအရင်တော့ကလှုပ်ပေးထားခဲ့တာလို့ပြောလိုက်ပါတယ်။ဒီလက်ဘက်ကဒါပေသာဂျင်းကိုလှုပ်ပေးခဲ့ပြီးတဲ့လက်ဘက်နဲ့ပုံစံတူတူဖြစ်သလိုဒါပေသာမကောင်းဆိုးဟာမြို့မှာရှာတွေ့ခဲ့တဲ့လက်ဘက်နဲ့လည်းတူတူပါပဲ။အဲဒီမှာဒါပေသာစိတ်ချောက်ချသွားပြီးတော့အခုဖြစ်နေရတာတကယ်မဖြစ်နိုင်ဘူးလို့တွေးမိသွားပါတော့တယ်။သူကဟင်နရီကတကယ်မရှိဘူးလို့ထင်သွားပြီးတော့သူတကယ်ကန်တန်မြို့ရောက်နေရမဟုတ်ဘူးလို့လည်းယူဆသွားတော့တာပါ။ဒါပေသာဒီဖြစ်ပျက်တွေကမကောင်းဆိုးဟာတွေကဖန်တီးပြီး ူ့ကိုလဲစားနေတာပဲလို့ထင်လာပြီးတော့ဟင်နရီကိုချက်ချင်းကားရပ်ဖို့ပြောလိုက်ပါတယ်။တပီသားကားရဲကထွက်သွားဖို့လုပ်နေပြီးတော့ဟင်နရီကတော့တပီသားကိုနားမလည်နိုင်ဖြစ်နေလို့တားနေနဲ့ဒေါသထွက်လာပါတော့တယ်။ဟင်နရီကနေငါရင်ရှိကိုရောက်လာပြီးတော့ငါသေးပြီထင်တဲ့ငါသားလေးကအသက်ရှင်ကြောင်းနေလာပြောခဲ့တယ်။အဲလိုငါ့ကိုမျောလင်းချက်တွေပေးပြီးတော့မှနေထွက်သွားလို့မရဘူးလို့ပြောပြီးတော့ကားကိုဆက်မောင်းမှုလုပ်ပါတယ်။အိုင်မာရင်တို့ကားကိုနောက်ကားစီးကဝင်တိုက်မိလိုက်ပြီးတပီသားနဲ့ဟင်နရီတို့လည်းဆေးရုံကားပေါ်ရောက်သွားခဲ့ပါတော့တယ်။ ဒါပီသားလည်းပြန်သတိရလာပြီးတော့ဟင်နရီကိုအခုမှစိတ်ပူသွားပါတော့တယ်သူတို့ဆေးရုံကားပေါ်မှာရဲမင်းတယောက်လည်းပါလာပြီးတော့ရဲမင်းဟာတပီသားကဆေးရုံကနေထွက်ပြေးခဲ့တယ်အမျိုးသမီးဆိုတာကိုတီးသွားကရှင်းုံရဲတွေလိုက်ရှာနေကြပြီလို့ပြောလိုက်ပါတယ်အဲဒီအချိန်မှာပဲသူတို့ရဲ့ဆေးရုံကားကရုတ်တရက်ရက်လိုက်ပြီးလမ်းပေါ်မှာတိပင်းနေပင်ပိတ်မိနေလို့ကားမောင်းတဲ့လူကပြောလိုက်ပါတယ်ဒါပီသားလည်းဘာဖြစ်နေပြီဆိုတာကိုသဘောပေါက်သွားပါတော့တယ်ကားမောင်းတဲ့ဆေးရုံဝန်ထမ်းနဲ့ရဲမင်းတို့လည်းကားပေါ်ဆင်းကြည့်ကြပြီးဒီအန်နေခုထိတခြားကားစီးမှမလာသေးတဲ့အတွက်အန်အောနေပါတော့တယ် ကားမောင်းတဲ့လူကစကားပြောစကားတစ်ဆင့်ဆက်သွဲဖို့ကြိုးစားပေမယ့်ဆက်သွဲလို့မရတော့ပါဘူး။ဒါပေသာလဲကားပေါ်ဆင်းလာပြီးတော့အဲ့ဒီချိန်မှာပဲထုံးစံတိုင်းကြီးကန်တွေများကြီးရောက်လာတာကိုမြင်လိုက်ရပါတော့တယ်။အဲ့ဒါနဲ့ကားကိုပြန်လှည့်ပြီးတော့တခြားလမ်းကမောင်းဖို့လုပ်ပေမယ့်ဘော်ရာတို့ဒါဘာဖြစ်နေပြီလဲဆိုတာအားလုံးကြိတ်မိကြမယ်ထင်ပါတယ်။တပတ်မှာအီသန်ကတော့တယောက်တည်းအိမ်ထဲမှာထိုင်နေတော့ဖုန်းနံမီလာအတွက်ဖုန်းကိုကောက်ကင်လိုက်ပါတယ်။အဲ့မှာနေတစ်ဖက်ကအီသန်လားငါတောမက်စ်ပါလို့ပြောပြီးတော့အမေဒုက္ခရောက်နေပြီသူလူနာတင်ကားပေါ်မှာလို့ပြောလိုက်ပါတယ်။ ပြီးတော့သူတရုတ်လာနေပြီမင်းကိုညီမဖြစ်မယ်လို့ပြောလိုက်ပြီးအဲဒီအချိန်မှာဂျင်ကရောက်လာပါတော့တယ်ဂျင်ကငါကလေးကိုမနှောက်ရှက်နဲ့လို့ပြောလိုက်ပြီးတော့ဖုန်းကိုနိုင်ငံကနေဆွဲဖြုတ်ပစ်လိုက်ပါတယ်ပြီးတော့ဤတန်ကို तू ဘာပြောတာလဲလို့မေးလိုက်တော့ဤတန်ကအမေအသက်ရှင်နေသေးတယ်ဆေးရုံကားပေါ်မှာလို့ပြောတယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ်ကိုလိုနီယယ်ဟင်းဘက်မှာတော့ငှက်တကောင်ကရုတ်တရက်အိမ်ထဲဝင်လာပြီးတော့ကိုကိုကိုတတ်သေးသွားတဲ့အတွက်လူတွေထိတ်လန့်ကုန်ကြပါတယ်အဲဒီအချိန်ကအိမ်မက်တွေမတ်နေတာရောဂီမိုနိုဝစ်စုံနဲ့မကောင်းစွာမျိုးသမီးကိုမြင်နေတာရောကြောင့်အိမ်မပြောဘဲနဲ့တော်တော်လေးဒုက္ခရောက်နေရပါတယ် ီရွတ်သူ့ကိုဒိုနာကစိတ်ပူနေပါတယ်ဖာတီမာကိုတော့မာရီယာကကြည်ပေးနေပြီနင့်အသားရောင်ပူကောင်းလာတယ်အစားပြန်စားပစ်တယ်ဗောလေလို့မေးနေပါတယ်ဖာတီမာနောက်ဆုံးတော့ပြန်မထွက်ပဲစားလို့ရတာရှာတွေ့သွားပြီလို့ပြောပြလိုက်ပါတယ်မာရီယာလည်းကလေးအားရှိအောင်များများစားဖို့ဖာတီမာကိုတိုက်တွန်းလိုက်ပါတယ်တမက်မှာဗီတာကတော့ဆာရာကိုသူတို့ဒီမျိုးကိုရောက်ခါစားကအဆောင်လက်ဖွဲ့တွေမရှိသေးတဲ့အတွက်ညာဘက်ဆိုရင်ပုံနေရတဲ့အကြောင်းနဲ့နေဘက်ဆိုရင်တော့သူနဲ့သူညီမလေးတို့အိမ်ထဲမှာကစားကြတယ်လို့ပြောပြပါတယ်ပြီးတော့အေယခင်းတွေယူပြီးတော့မြေအောက်ခန်းကိုသွားဖို့ဆာရာကိုပြောလိုက်ပါတယ် မြောက်ခဲမှာအေယခင်းတွေနဲ့ခံတတ်ဆောက်မယ်လို့ဗေဒါကပြောပြီးတော့အဲ့လိုလုံးမငါငငယ်ရဖြစ်ခဲ့တာလို့ပြန်ပြီးတော့မှတ်မိမှာပဲလို့ပြောလိုက်ပါတယ်ဗေဒါဒီမျိုးမှာပြောင်းလဲမှုတွေလာနေပြီအရင်ကဒီမှာနှင်းတစ်ခါမှမကြဘူးလို့ပြောပြလိုက်ပြီသူမေးနေတာတွေကိုပြန်မှတ်ပြီးလို့နေပြီလို့လည်းပြောလိုက်ပါတယ်အပြင်မှာတော့တပ်ပီသားတို့ဈေးဝင်ကားကလမ်းပေါ်မှာဆက်လက်မောင်းနေစေဖြစ်ပြီးမိုးအားလည်းချုံစာပြုတ်နေခဲ့ပါပြီသူတို့တွေစကားပြောတဲ့နဲ့ဆက်သွယ်ဖို့လှုပ်ကြပါမိမယ်အဆက်သွယ်မရသလိုလမ်းမပိတ်ခင်လေးကမှမြို့နဲ့နီးနီးလေးကို အခုဒီမျိုးတဲကိုပြန်ပြီးတော့မရောက်သေးတဲ့အတွက်လဲအန်အောနေကြပါလေ GPS ကလည်းလွန်ခဲ့တဲ့10မိနစ်လောက်ခရဲကအလုံးမလုံးတော့တဲ့အတွက်လမ်းမနေပြီထင်ပြီးတော့ကားသမားကားကိုပြန်လှည့်ဖို့လုပ်ပါလေအားနဲ့တပီသားကပြန်မလှည့်ဖို့နဲ့ဒီတိုင်းဆံမောင်းဖို့ပြောလိုက်ပြီးရှင်းသားမှာမျိုးတစ်ခုရှိတယ်အဲ့ရလူတွေကကျမတို့ကိုကူညီနိုင်တယ်လို့ပြောလိုက်ပါလေဒီတိုင်းမှာ boy ကဘတ်စကားပေါ်မှာလာနေတာဖြစ်ပြီးတော့ Randy ကလည်းစကန်ကိုမသွားဘဲနဲ့ဘတ်စကားပေါ်မှာပဲဆက်နေခဲ့ပါလေ boy ကမင်းပါလို့စကန်မှာအီစေးသွားမအိတ်တာလဲလို့မေးလိုက်တော့ Randy ကမင်းကအိမ်ပြန်နိုင်မို့တော့ဒီမကောင်းဆိုးအရာကြီးအကြောင်းကိုလေ့လာဖို့လုပ်နေရဆိုရင် ငါလည်းပဲကူညီချင်တာပေါ့လို့ပြောလိုက်ပါတယ်ပြီးတော့ရန်တဲကသူနဲ့ဂျူလီမာရီယာတို့သတိလက်နေတဲ့အချိန်တုန်းကဘာတွေကိုကြုံတွေ့ကြလဲဆိုတာမင်းမသိပါဘူးလို့ဘွိုက်ကိုပြောလိုက်ပြီးဒီနေရာမှာတေတာအဆိုးဆုံးမဟုတ်ဘူးငါဒီကနေထွက်သွားချင်တယ်လို့ပြောလိုက်ပါတယ်ခရစ်စတီတို့ကတော့တေလုံးရင်ထဲမှာတ냐နားနေကြပြီးခရစ်စီက၆ရောက်ကနားနေအတွက်အိတ်မပြောတာနဲ့ကန်ဒီနဲ့စကားထိုင်ပြောနေပါတယ်ဂျိတ်လည်းသူတို့နှစ်ယောက်စကားပြောနေအတွက်နိုးလာပြီးတော့သူ့အရဘူးကိုထုတ်တော့လိုက်ပါတယ်တပတ်ကဖီတာကတော့ဆာရာကိုအားလုံးတေဆုံးသွားတဲ့ညအကြောင်းကိုပြောပြနေပြီး အမေကငါနဲ့ LOE ကိုပုံခိုင်းထားမိတယ် LOE ကနားမထောင်ခဲ့ဘူးလို့ပြောပြပါတယ်ဗီတာကတော့သူ့မိပြောသလိုမနက်ထီပုံနေခဲ့ပြီးတော့နောက်နေ့မနက်မှာတော့လူတွေအကုန်သေနေကြတာပါအဲ့ဒီကပဲစလို့အဖြူအောင်ကောင်လေးကိုဗီတာဆမြင်လိုက်ရတာဖြစ်ပြီးလူတယောက်မှမရှိတော့အတွက်နှစ်တွေအကြာကြီးဖြူအောင်ကောင်လေးတယောက်ပဲဗီတာရဲ့တငယ်ချင်းဖြစ်နေရှိနေခဲ့တာပါအဲ့တုန်းကအလောင်းတွေအများကြီးဗီတာတယောက်တည်းအကုန်လုံးမြေမြုံမပေးနိုင်ခဲ့တဲ့အတွက်အဖြူအောင်ကောင်လေးကအဲ့လူတွေရဲ့အရေးကြီးပစ္စည်းတွေကိုပဲယူပြီးတော့မြုပ်ပေးဖို့အကြံပေးခဲ့ပါတယ် ဗီဒါကူရိုရီမြုပ်ထားတဲ့ပစ္စည်းတွေကိုပြန်ယူလာပြီးတော့ဒီပစ္စည်းတွေကိုပြန်ကြည့်ရင်အရင်ကဖြစ်ခဲ့တာတွေကိုပြန်ပြီးတော့မှတ်မိလာလိမ့်မယ်လို့ပြောပါတယ်။ဗီဒါကြောက်စရာကိစ္စတွေကိုပြန်မှတ်မိအောင်လုပ်ရမှာဖြစ်တဲ့အတွက်သူတောင်တဲ့မလုံရဲလို့ဇာရာကိုသူတဲ့သူနေပေးဖို့အကူအညီတောင်းနေတာပါ။ဘတ်စကားပေါ်မှာတော့ရန်တဲကတခုမားနေပြီလို့ပြောလိုက်ပြီးပုံမှန်ဒီချိန်ဆိုရင်မကောင်းဆိုးရတွေရောက်လာနေကြပြီလို့ပြောလိုက်ပါတယ်။မကောင်းဆိုးရတွေကညာတိုင်းပုံစံတစ်ခုတည်းကိုလောက်ကြတာဖြစ်ပြီးတော့ဥမာသူနာပြီးဝစ်ဆုံတဲ့မကောင်းဆိုးရဆိုရင်ညာတိုင်းသူ့ကားနောက်အရင်ရောက်လာတတ်နေကြလို့ပြောလိုက်ပါတယ်။ အဲ့ဒီချိန်မှာတပိသားတို့ကားကမြို့ထဲကိုရောက်လာခဲ့ရွယ်ဖြစ်ပါတယ်။တပိသားကားကိုရက်လိုက်ဖို့ပြောရင်မယ်ကားသမားလူသူမရှိတဲ့နေရာမှာမရက်နိုင်ဘူးလို့ပြောပြီးတော့ဆက်မောင်းနေခဲ့ပါလိမ့်။အဲ့ဒီချိန်မှာဘွိုက်တို့လည်းတပိသားတို့ရဲ့ဆေးရုံကမြို့ထဲဝင်လာတာကိုမြင်လိုက်ကြပါပြီ။ဤတန်လည်းဗရေးပေါင်းကတွေချောင်းကြည့်နေတဲ့လူနာတင်ကားကိုမြင်လိုက်တဲ့အတွက်ဖုန်းထဲကပြောတာဟုတ်နေတာပဲလို့သူ့အဖေကပြောလိုက်ပါလိမ့်။ဘွိုက်တို့လည်းဘတ်ကားပေါ်ကပြေးဆင်းလာပြီးတော့ကားကိုတားဖို့လုပ်ပြီးမယ်ကားကမောင်းထွက်သွားခဲ့ပါလိမ့်။ဤတန်လည်းအိမ်ထဲကနေပြေးထွက်လာတာကြောင့်ဘွိုက်ကသူ့ကိုတားထားပြီးတော့အိမ်ထဲပြန်ပို့ဖို့လုပ်ပါတော့တယ်။ ။တပီသားတော့ကားရဲဖို့အတွက်ဇက်တိုက်ပြောနေပြီးတော့ကားပေါ်လူတွေကတော့အကြောင်းမသိသေးတဲ့အတွက်မရက်ခဲ့ပါဘူး။အဲဒီချိန်မှလည်းရှေ့ကလမ်းပေါ်မှာလူတယောက်လဲနေတာကိုမြင်လိုက်ရပါတော့တယ်။ဤတန်းတော့ဘွိုက်တို့ဂျင်းတို့ကအိမ်ထဲကိုပြန်ထည့်ထားလိုက်ပြီးဘွိုက်လည်းခုမှလူနာတင်ကားပေါ်မှာတပီသားပါလာနိုင်တယ်ဆိုတဲ့အကြောင်းကိုသိသွားခဲ့ပါတော့တယ်။လူနာတင်ကားတော့လမ်းပေါ်မှာလူတယောက်လဲနေတာကိုတွေ့တဲ့အတွက်ကားကိုရက်လိုက်ပြီးတော့စိန်ကြည့်ဖို့လှုပ်ပါတယ်။တပီသားအဲ့ဒါလူမဟုတ်ဘူးလို့ပြောလိုက်ပြီးတော့မစင်းနဲ့လို့တားနေခဲ့ပါတယ်။အိမ်မှာရင်ရဲမရတပီသားကိုကားပေါ်မှာလက်ထိတ်ခတ်လိုက်ပြီးတော့ တပိသားနေတို့စေးနေတို့တေကုန်လိမ့်မယ်လို့အသေးအံသတိပေးနေပါလေဇေယုံဝင်တဲ့နှစ်ယောက်ကလည်းလဲနေတဲ့သူကိုသွားကြည့်ရမှာတော့မိန်းကလေးတယောက်ဖြစ်နေခဲ့တာပါသူတို့ကနေမကောင်းဖြစ်နေတဲ့ထင်ပြီးတော့ဈေးကူပေးဖို့လုပ်နေတဲ့အချိန်မှာမကောင်းဆိုးအားကသူတို့နှစ်ယောက်လုံးကိုလက်သေးနဲ့ချစ်ပြီးတော့တပစ်လိုက်ပါတော့တယ်ရဲမီလဲတော့မြင်ပြီးတော့အန်အောသွားပြီးမကောင်းဆိုးအားကိုတနတ်နဲ့ပြစ်ပါတော့တယ်ဘွားတို့လည်းတနတ်တန်းကိုကြားလိုက်ရပြီးတော့ဂျင်းကတကယ်လို့သူမိန်းမရှိနေကဲနိုင်အောင်ဆိုပြီးတော့ထွက်သွားခဲ့ပါတယ်ဘွားနဲ့ရန်တဲတို့လည်းဂျင်းနောက်ကိုလိုက်သွားပြီးတော့အီသန်ကိုတော့အိမ်တကားလုံးဝမဖွင့်ဖို့မှားထားခဲ့ပါတယ် ရဲမေကတော့မကောင်းဆိုးအားတွေကိုတန်တန်းနဲ့ပြစ်နေပြီမဲမကောင်းဆိုးအားတွေကဘာမှမဖြစ်တဲ့အတွက်ကြောက်လန့်ပြီးတော့ထွက်ပြေးသွားပါလေလူနာရင်ကားပေါ်မှာတော့ဟင်နရီယာသတိရလာပြီဖြစ်ပြီးတပိသားသူ့ကိုကျမတို့အန်ရယ်ရှိနေပြီအိမ်တိန်နဲ့ဝင်တိုင်းမှရမယ်လို့ပြောလိုက်ပါလေဒါမဲ့တပိသားလက်ထိတ်ခတ်ခံထားတဲ့အတွက်ပြေးလို့မရပါဘူးအဲ့ချိန်မှာပဲဂျင်ရောက်လာပြီးတော့တပိသားကိုမြင်သွားတဲ့အတွက်ဝမ်းသာသွားခဲ့ပါလေဒါမဲ့လက်ထိတ်တော့ကရဲမေစီမှာပါဝိုင်ဒိုလဲမှာရောက်လာကြပြီးတော့တပိသားလက်ထိတ်ခက်ခံထားတာကိုသိလိုက်တော့ရန်တဲကဘတ်စကားပေါ်ကလက်ထိတ်ဖြုတ်ဖို့ကရိယာတစားပလာတွေကိုသွားပြီးတော့ယူပါတယ် တမမရဲမေကတော့ကြောက်လန့်ပြီးတော့ရှောက်ထွက်ပြေးနေဂိုလုံးဒီအိမ်ကြီးနားကိုရောက်လာခဲ့ပါလေသူနောက်မကောင်းဆိုးအားတွေလိုက်နေပြီးတော့ရဲမေဟာတန်းတန်းနဲ့ဇက်တိုက်ပြစ်နေတာပါအိမ်ထဲကလူတွေလည်းလူတယောက်ပြေးလာတော့တွေ့တဲ့အတွက်ဗရင်ပေါက်ကနေလှမ်းပြီးတော့ကြည်နေကြပါလေအဲမှာနေရဲမေဟာဗရင်ပေါက်ကကြည်နေတဲ့နစ်ကီကိုမကောင်းဆိုးအားထိပြီးတော့တန်းတန်းနဲ့လှမ်းပြစ်လိုက်ပါတော့တယ်နစ်ကီဘိုက်ကိုထိသွားအတွက်မာရီယာတို့ကချက်ချင်းသူ့ကိုစေးကူတာပေးဖို့လှုပ်ပါတော့တယ်ရဲမေကတော့အိမ်ရှိကိုရောက်လာပြီးတော့တကားဖွင့်ပေးဖို့ပြောနေတာပါအဲနဲ့ကလေဘာတို့ကတကားဖွင့်ပေးလိုက်ကြပါလေရဲမေလည်းအိမ်ထဲရောက်မှာ ူလူတယောက်ကိုပြစ်လိုက်မိမှန်သိသွားခဲ့ပါလေ။ရန်တဲကကားပေါ်ပစ္စည်းတွေကိုယူပြီးတော့လူနာတင်ကားစီကိုပြန်လာတဲ့ချိန်မှာမကောင်းဆိုးအားတွေကသူ့ရှိကနေပိတ်ထားလိုက်ပါလေ။အဲနဲ့ရန်တဲကပစ္စည်းတွေကိုဘွိုက်စီလမ်းပစ်ပေးလိုက်ပြီးဘွိုက်ကရန်တဲကိုဘတ်စကားစီပြန်ပြေးဖို့ပြောပါလေ။ရန်တဲလည်းချက်ချင်းပြန်ပြေးဖို့လုပ်ပေမဲ့ကန်ဆိုးကျင်တော့အခုလိုအချိန်မျိုးမှာမှတိုက်တိုက်ဆိုင်ဆိုင်ပစင်းရင်ွဲကောင်တွေကိုထပ်ပြီးတော့မြင်လာပါတော့တယ်။ရန်တဲပစင်းဝဲကောင်တွေတိုက်ခိုက်ခံရတယ်လို့မြင်လာတော့လဲကြသွားခဲ့ရပါလေ။ဘွိုက်ကလက်ထိပ်ဖြုတ်ဖို့အတွက်ပစ္စည်းတွေကိုဂျင်းစီပေးလိုက်ပြီး ကားမောင်းပြေးဖို့လုပ်ပေမဲ့ကားတော့ရှာမတွေ့ခဲ့ပါဘူးအိုင်မာတွေမကောင်းဆိုးရတဲ့ကောင်ဘိုက်ကိုတော့လာပေးပြီးတော့ဒါကိုယူလိုက်ငါတို့ကရန်ဒဲကိုတော့ခေါ်ထားမယ်တော့လို့ပြောလိုက်ပါလေဘိုက်ကဘာလို့မှမသိဖြစ်နေပြီးတော့မကောင်းဆိုးရကနေသူတို့အကုန်လုံးမကယ်နိုင်ပါဘူးလို့ပြောထားလိုက်ပါတော့တယ်ရန်ဒဲကတော့အကောင်တွေကိုမြင်လာရက်သွားတဲ့အချိန်မှာမကောင်းဆိုးရတွေကသူ့ကိုဝိုင်းထားလိုက်ပါပြီဘိုက်ကနောက်ဆုံးတော့ရန်ဒဲကိုထားခဲ့ဖို့ဆုံးဖြတ်လိုက်ရပြီးတော့ကိုလှမ်းယူလိုက်ပါတော့တယ်ပြီးတော့မကောင်းဆိုးရတွေကိုဆဲဆိုကကားကိုမောင်းထွက်လာလိုက်ပါတယ် မာရီယယ်ကတော့နီကီဘိုက်ထဲကဂျီဆန်ကိုထုတ်ဖို့ကြိုးစားနေပြီးနောက်ဆုံးတော့ထုတ်နိုင်သွားခဲ့ပါတယ်။ဒိုနာကတော့ရဲမေကိုလူနာတင်ကားပေါ်မှာဘသူပါသေးလဲလို့မေးနေပြီးတော့ရဲမေကအမျိုးသမီးတစ်ယောက်နဲ့လူတစ်ယောက်ပါသေးတယ်လို့ပြောပြလိုက်ပါတယ်။အဲဒီအချိန်မှာဘွိုက်တို့ကကိုလိုနီအိမ်ကြီးရှိတ်ကိုရောက်လာကြပါပြီ။ဂျင်ကတပီသားနဲ့ဟင်နရီတို့ကိုခေါ်လာပြီးတော့ဒိုနာလည်းတကားဖွင့်ပြီးတော့စောင့်နေပါတယ်။ဒိုနာကတပီသားကိုအသက်ရှင်လဲပြန်တွေ့ရတဲ့အတွက်အန်အောလို့နေပါတယ်။တမမဒေးလီကတော့အဲဂျင်ကိုနေကင်းကငှက်ကြီးဝင်လာတာနမိတ်ဆိုးတစ်ခုဆိုရင်ရောလို့ပြောနေပြီးတော့ ဲ့ဒီမှာအေဂျီယာကီမိုနိုဝစ်ဆုံတဲ့အမျိုးသမီးကိုမြင်လိုက်ရပါတယ်ကီမိုနိုဝစ်ဆုံတဲ့အမျိုးသမီးကအေဂျင်ကိုသူ့ကိုကယ်ပါလို့ပြောလိုက်ပါတော့တယ်ဤတန်းသူ့ဖေနဲ့မိကိုစိတ်ပူနေပြီးတော့ဂျူလီကိုလည်းနင်ပါဖြစ်နေရလဲလို့မေးပါတယ်ဂျူလီအိပ်ပျော်သွားရင်မျက်လုံးတွေကဖြူစွတ်သွားတဲ့အတွက်ဂျူလီတခုဖြစ်နေစွာကိုဤတန်းကသိပါတယ်ဂျူလီယာစာတော့မပြောပြပေမဲ့ဤတန်းသိချင်နေတဲ့အတွက်ငါနားမလဲတာတွေကိုမြင်မြင်နေရတာငါအရန်ကြောက်နေရလို့သူ့မောင်ကိုယင်ဖွင့်ပြောလိုက်ပါတယ်တော်လည်းမှာတော့ဂျိတ်ကကန်နီတို့ကိုသူမြင်နေတဲ့ဘဝိတွေအကြောင်းကိုပြောပြနေပါတယ် ီးတော့သူတို့၃ယောက်ဒီအန်ချန်းအကြောင်းကိုပြောပြီးတော့စိတ်မကောင်းဖြစ်နေကြပါတယ်။အဲဒီချိန်မှာပဲပထမတစ်ခါလိုပဲဒေလုံးဝင်ပြင်ဘက်ကနေအတန်တွေကြားလိုက်ရပြီးခဏနေတော့ပြန်ပြောက်သွားပါတယ်။ဒါမှမဟုတ်ဗီတာကတော့ပစ္စည်းတွေကိုထုတ်ကြည့်နေနဲ့တေတဲ့သူတွေကိုပြန်ပြီးတော့မှတ်မိလာနေပါတယ်။ဒါမှသူမြှောက်ခဲ့တဲ့ပစ္စည်းတွေမှာခရစ်စတိုဖာရဲ့ပစ္စည်းမပါတာကိုသတိရလိုက်မိပါတယ်။အဲမှာလေဗီတာရုတ်တရက်ကြောက်လန့်လာပြီးတော့တောင်းချမ်းနေတဲ့အတွက်ဆာရာကသူ့ကိုဖြောင်းပြပေးနေရပါတယ်။ဗီတာကသူပြောင်းနေတဲ့ခရစ်စတိုဖာရဲ့ပစ္စည်းကိုပြန်မှတ်မိလာပြီးတော့အဲ့ဒါကဂျက်စပါလို့ခေါ်တဲ့အယုတ်ပဲဖြစ်ပါတယ်။ ဝိုင်းကတော့ဒိုနာကိုသူရန်တဲကိုဒီတိုင်းထားခဲ့ရတဲ့အကြောင်းပြောပြနေပြီးစိတ်ထိခိုက်နေပါလေတပီသားတော့ဂျင်းကိုဗစ်တာတို့မိသားစုကြောင်းပြောပြနေပြီးတော့သူဟင်နရီတို့အိမ်ကိုရောက်သွားတာကိုလည်းသိလိုက်ရပါလေတပီသားအဖြူအောင်ကောင်လေးကငှောက်တစ်ခုရှာဖို့အတွက်အဲ့ဒီကိုပို့လိုက်တာထင်တယ်လို့ပြောလိုက်ပြီးဒါမဲ့သူအိမ်ပြန်နိုင်မဲ့ဘာလန်းဆောင်မှာရှာမတွေ့ခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်နေခဲ့တာပါအဲ့ချိန်မှာပဲတနက်မှန်ထားတဲ့နီကီကအတွင်းပိုင်းမှာသွေးယိုစိတ်နေတဲ့အတွက်သွေးတွေအံပြီးတော့ရုတ်တရက်တေဆုံးသွားခဲ့ပါတော့တယ်ဝိုင်းကတော့ရဲမေကိုပောက်ကွဲသွားပြီးတော့နေဘာလို့လိုက်တာလဲနေတွေ့လား နေရာလန်းလာတယ်အဲ့လိုရှောက်ပြီးတော့ပြစ်တာပဲလားလို့ကောနေပါလိမ့်အဲ့ဒါနဲ့ဒိုနာဘိုက်ကိုအပေါ်တက်ကိုခေါ်သွားခဲ့တော့တာပါအပေါ်ရောက်တော့ဒိုနာကငိုပြီးတော့ဘာလို့ကုလိုမျိုးတွေတမျိုးပြီးတမျိုးထပ်ပြီးတော့ဖြစ်နေတာတုံးလို့ပြောလိုက်ပါလိမ့်ဗီတာရောဆာရာကိုဂျက်စပါဆိုတဲ့အယောက်ကခရစ်စတိုဖာရဲ့အယောက်လို့ပြောပြပြီးခရစ်စတိုဖာကအရင်တုန်းကအရန်ကိုပျော်တတ်တဲ့လူပဲလို့ပြောလိုက်ပါလိမ့်ဒါပေမဲ့ဂျိမ်းမြင်နေရတဲ့သင်္ကေတကိုခရစ်စတိုဖာလည်းမြင်ပြီးတဲ့နောက်ပိုင်းမှာသူပြောင်းလဲသွားခဲ့တာပါတကယ်တော့ဗီတာကဂျက်စပါနဲ့ခရစ်စတိုဖာတို့စကားပြောနေတာကိုမြင်ခဲ့ရပါလိမ့် ဗီတာကဂျက်စပါတယောက်ပဲဘာတွေဖြစ်ခဲ့တာလဲဆိုတာကိုငါတို့ပြောပြနိုင်မှာလို့စာရကိုပြောလိုက်ပါတယ်ကိုလိုနီအင်ကြီးဘက်မှာတော့အဲလစ်တို့ကနီကီရဲ့လောင်းအပေါ်ဓာတ်ကအခန်းတစ်ခုတည်းကိုလာပို့ပါတယ်ဖာတီမာနီကီရဲ့လောင်းလာကြည့်ပြီးတော့နီကီရဲ့ဒဏ်ဟာကထွက်တဲ့သွေးတွေကိုလက်နဲ့တို့ပြီးမြည်ကြည့်လိုက်ပါတယ်အဲ့နောက်မှာတော့အရသာတွေ့သွားတဲ့အတွက်ဒံရရဲကသွေးတွေကိုဇက်တိုက်ရန်နေပါတော့တယ်ဒိုနာနဲ့ဘွိုက်တို့ကတော့ဘရင်းမောက်ကနေအပြင်ကိုကြည့်လိုက်ရမှာဈေးအုံကားပေါ်မှာတည်နေတဲ့ရန်တဲကိုမြင်လိုက်ရပါတော့တယ်ရန်တဲကမကောင်းဆိုးရတဲ့လက်ချက်ကြောင့်မျက်နာတစ်ချမ်းစုပ်ပြတ်နေပေမဲ့ အသက်ရှင်နေသေးတယ်ဆိုတာကိုတွေးလိုက်ကြတော့တာပါဟုတ်ကဲ့ပါဒီနေ့ရက်တင်ဆက်မှုကဒီလောက်ပါပဲ။နောက်နေ့မှမနေ့ဖြန်မှာနောက်တစ်ပိုင်းဆက်ပြီးတော့သွားကြပါမယ်ခင်ဗျ။အဲတော့ဒီနေဝင်မိငိမ့်နာနဲ့အပြင်ထွက်လို့မရတဲ့မြို့စီးပြီးဇလန်းတွဲကိုအားလုံးလည်းကြိုင်းနှစ်သက်ကြမယ်ထင်ပါတယ်။ဒါကြောင့်နောက်နေ့မှပြန်တွေ့နိုင်မှုတော့ Channel Subscribe လုပ်ရသေးတယ်ဒီပါရှိရလှုပ်ထားပြီးတော့ဘေးနာကောင်းလောင်းလေးနေထားမယ်ဆိုရင်ရုပ်ရှင်ကအစ်တွေတင်တာနဲ့တန်းပြီးတော့သိနိုင်မှာဖြစ်ပါတယ်။အဲတော့ဒီနေ့မှအစားဆုံးလိုက်ပါကြည့်စုအားပေးခဲ့တဲ့ချိန်မေးတာဘောရောက်တယောက်ချင်းတိုင်းကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်အန်ခင်မူပါ။